ထရမ့်အစိုးရတရားရေးဌာနကကယ်လီဖိုးနီးယားပြည်နယ်မှာအောက်လွတ်တော်ကိုယ်စားလှယ်ကိုစားပြုနယ်မြေပြန်ပြင်ရေးဆွဲတာကြောင့်ဆိုပြီးတော့တရားဆွဲလိုက်ပါတယ်လွန်ခဲ့တဲ့သတင်းပတ်ကပဲကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်သူတွေကနယ်မြေပြန်ပြင်ရေးဆွဲတာကိုထောက်ခံမဲ့ပေးအတည်ပြုခဲ့ကြတာပါ Republican သမ္မတ Donald Trump အမိန့်နဲ့ Republican Texas ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကကိုယ်စားလှယ်9နေရာထပ်တိုးယူဖို့ပြင်ဆင်ခဲ့ပြီးတဲ့နောက် Democrat အုပ်ချုပ်ရေးမှူး ်ဂေဗင်နျူဆမ်ကလည်းကယ်လီဖိုးနီးယားမှာကိုယ်စားလှယ်အရေးအတွက်ထပ်တိုးဖို့တုံ့ပြန်လှုံ့ဆော်တာဝါ2026နိုဝင်ဘာမှာအမေရိကန်နှင့်လည်းရွေးကောက်ပွဲကျင်းပဖို့ရှိချိန်မှာထရမ်ကအချိန်အခါမဟုတ်ပဲကိုစားပြုနယ်မြေတွေပြန်ပြင်ရေးဆွဲခိုင်းတာဝါအမေရိကန်ပြည်ထောင်စုမှာ Republican သမ္မတရွေးကောက်တင်မြောက်ခံရတယ်ဆိုရင်နှင့်လည်းရွေးကောက်ပွဲမှာ အာနာချိန်ခွင်ရှာညှိတဲ့အနေနဲ့အမေရိကန်တွေကစန့်ကျင်ဘက်ဒီမိုကရက်ပါတီလွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးကောက်တင်မြှောက်လေရှိပါတယ်2026နှစ်လေရွေးကောက်ပွဲမှာဒီမိုကရက်ပါတီကအထက်အောက်လွှတ်တော်နှစ်ရလုံးမှာလူများစုဖြစ်သွားမယ်ဆိုရင်ဒေါ်နယ်ထရန့်ရဲ့သမရသဘောထားတစ်ခုထဲနဲ့လုံနေတာတွေအားလုံးလုံးလို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့လဲအားလုံးကတွတ်ဆထားတာပါဒီလိုအခြေအနေတွေဖြစ်မလာအောင် Trump က Republican ပြည်နယ်မှာအချိန်အခါမဟုတ် မြေပုံပြန်ပြေးရေးဆွဲပြီးတော့ဒီမိုကရက်နယ်မြေတွေကိုဖျက်သိမ်းက Republican နယ်မြေတွေထပ်တိုးချဲ့နေတာပါပုံမှန်အဖြစ်တော့ခုလိုမြေပုံပြန်ပြေးရေးဆွဲတာမျိုးက10နှစ်တကြိမ်တကောင်စီရင်ကောက်ပြီးချိန်ကြမှာပြန်ပြေးရေးဆွဲတာဖြစ်ပြီး2020မှာတကောင်စီရင်ကောက်ထားတာကြောင့်2030မှာသာနောက်တစ်ကြိမ်ထပ်ကောက်ဖို့လိုအပ်တာပါကျွန်တော်အောင်ဆွေပါ